ကျွန်တော်တို့ဖရာတွေပြည်စေကဗုဒ္ဓတွေဟန်းနာတွေအတွက်လုံဆောင်သမျှအချိန်တိုင်းဟာအချိန်ကောင်းအခါကောင်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့လူပုထုရှင်လူသားတွေအတွက်ကတော့အခုလိုမျိုးခင်မကောင်းတဲ့အခအချိန်ကာလမှာကျွန်တော်တို့ကနော်အချိန်ကောင်းအခါကောင်းကိုရွေးပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့လိုအပ်ပါတယ်နော်ဒီနှစ်ဒီကာလဟာအင်မတန်ချမ်းသာဖြစ်တဲ့အတွက် ကျွန်မကတော့ နော်ချစ်တဲ့သူတွေအားလုံးကျမမေတ္တာနဲ့တိုက်တွန်းခြင်းနဲ့ဘာတိုက်တွန်းတာခြင်းတာလဲဆိုတော့နော်ဒီကာလမှာနံပါတ်1ကဘေးကင်းဖို့ကိုနံပါတ်1ဦးစားပေးပြီးတော့စဉ်းစားပါနော်ဟိုဒီကာလမှာချမ်းသာဖို့ထက်နော်ကျမပြောချင်တာကအာလောဘနဲ့လောက်တာမျိုး လောဘနဲ့စဉ်းစားတာမျိုးရှောင်ပါနံပါတ်1ကဘေးကင်းဖို့ကိုစဉ်းစားပါ ပထမဦးဆုံးဟိုစဉ်းစားမှာ baking ရဲ့လားเนาะ safety first ပေါ့เนาะ baking မို့ပထမဆုံးစဉ်းစားပါဒုတိယကတော့ကျမ်းမာဖို့ကိုစဉ်းစားပါเนาะဟာဒါကိုယ့်ရဲ့ကျမ်းမာရေးနဲ့ရှင်ပြီးတော့ကိုကစဉ်းစားရမယ့်အချိန်အခါပါเนาะသုံးချက်ကတော့မှဒါကြီးပွားတိုးတက်ရေးကိုစဉ်းစားပါကြီးပွားတိုးတက်ရေးဆိုတာเนาะကျမတို့ဟိုပြောမယ်ဆိုလို့ရှင်เนาะဒီလိုကာလဒီလိုအချိန်မှာအရန်ကြီးတိုးတက်ကြီးပွားခြင်းလို့เนาะလောဘနဲ့အရန်တိုးတက်ကြီးပွားခြင်းလို့ကောင်းတဲ့ကာလ မဟုတ်ပါဘူးเนาะအဲ့ဒါကြောင့်ကျမကတော့ဘေးကင်းဖို့ဥတည်ပြီးတော့နံပါတ်1ဘေးကင်းဖို့စဉ်းစားပါဥတည်ပြီးတော့နံပါတ်2ကကျန်းမာဖို့စဉ်းစားပါနံပါတ်3ကเนาะကြီးပွားတိုးတက်ဖို့ကိုစဉ်းစားပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပြစီဒီလိုကာလမှာเนาะ၅ပါးသီလကိုလုံအောင်ထိမ့်ပါเนาะအဲ့တော့ဒီလိုကာလမှာကျမတို့ဒါအခု ပြောမယ်ဆိုရင်တော့ကလိယုတ်ပေါ့နော်ကလိယုတ်ဆိုတာကတော့ဒါခစ်ဆိုးခစ်ပြက်မကောင်းတဲ့ကာလခေါ်ပါတယ်နော်အဲ့လိုယုတ်မှာတော့ကျမတို့ကနော်ငါးပါးသီလလုံတဲ့လူတွေအစင်ကြည်ပါမယ်နော်ငါးပါးသီလကိုအတတ်နိုင်ဆုံးနော်လုံအောင်ကြိုးစားပါပြီးရင်နော်ဖရာတရားတန်ခါနော်ဒါကျမတို့ဒီဘာသာရေးပေါ့နော်ဒါအခြားဘာသာတွေကလည်းဘာသာရေးလိုက်ဘာသာရေးဆိုင်ရာ နော်သွန်သင်မှုတွေနဲ့နေထိုင်ခြင်းဟာလေဒါဘေးကင်းလုံခြုံစေပါတယ်နော်အဲ့တော့ဒီလိုကာလမှာကျွန်မကထပ်ပြီးတော့မေတ္တာနဲ့အကြံပြုတိုက်တွန်းချင်တာကတော့သက်ဆောက်ကမ္မထံ၄ပါးကိုဒီလိုကာလမှာကျင့်ဖို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းရစေနော်ဘာကြောင့်လဲဆိုတော့ကျွန်မကိုယ်တိုင်ဒီပင်လေဒီလိုကာလမှာကျွန်မနော်မေတ္တာဘာဝနာပွားတယ်ဗုဒ္ဓ ानु သတိပွားတယ်နော်သက်ဆောက်ကမ္မထံ၄ပါးဆိုတာကကျွန်မ ညဝေပါမယ်เนาะကျွန်မလောက်တာပထမတစ်ချက်ပါလဲဆိုတော့ဗုဒ္ဓနုသတိပါเนาะဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုပွားများတာပါเนาะအဲဂုဏ်တော်ဂုဏ်တော်ကိုပတိတပတ်စိတ်လေးရပါတယ်เนาะကျွန်မစိတ်တဲ့နီးရကျွန်မဘလို့စိတ်လဲဆိုတော့အရဟံကိုဆိုလို့ရှိရင်ကျွန်မတပတ်စိတ်တယ်ဒါကျွန်မရဲ့ပတိလေးเนาะအရဟံဆိုရင်ကျွန်မတပတ်စိတ်တယ်ပြီးရင်အရဟံစိတ်နေတဲ့အချိန်မှာကျွန်မရဲ့ နော်နှလုံးသားထဲမှာကျွန်မဘာကိုပွားနေလဲအရဟံဆိုစိတ်ကနေစိတ်နေခါမှာကျွန်မဘာပွားလဲဆိုတော့ယောကိလေသာပေါင်းကိုကင်းစင်တော်မူပါတော့မြတ်စွာဘုရားနော်အဲ့ဒါကိုတကူပွားတယ်။မအောင်လေကျွန်မလည်းကိလေသာကင်းချင်တယ်နော်အဲ့ဒါကြောင့်ကိလေသာတွေပယ်ခြင်းတတ်ခြင်းလေเนาะအဲ့ဒါကြောင့်ကိလေသာပေါင်းကိုကင်းစင်တော်မူတော်မူပါသောမြတ်စွာဘုရားဆိုပြီးတော့အရဟံဂုဏ်တော်ကိုပွားတယ်ပြီးရင်အရဟံဂုဏ်တော်မှာနောက်ကျွန်မ အရန်သဘောကြတာစိတ်ွယ်ရအရန်နိုင်ပြီနော်မကောင်းမှုကိုရှောင်ကျင်နိုင်တော့ရှောင်ကျင်တော့မူပါတော့မြတ်စွာဘုရားပေါ့နော်အဲ့ဒါလေးကိုလေကျွန်မသွားတယ်နော်ဘာကြောင့်လဲဆိုတော့နော်လူဆိုတာလေလူရှိသူရှိမှာနော်သူတော်ကောင်းလို့နေထိုင်ကြပြီမြေလူွယ်ရမှာနော်အာဘယ်သူမှမမြင်တော့ဘူးဆိုတဲ့စိတ်ွယ်ရမှာတော့နော်မကောင်းမှုကိုကျူးလွန်တတ်ကြတယ်နော်အဲ့ဒါကြောင့်ဟောကိုပါလေးဟာဒီဂုံဒါလေးကတော့ကိုကသမသဘောကျနော်အဲ့ဒါကြောင့်ကျွန်မကလေဒီ တစ်ခါတလေပေါ့နော်ကိုတယောက်တည်းရှိရဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့ဟာဒါဘယ်သူမှမသိပါဘူးလို့နော်ယူဆနိုင်တဲ့အချိန်တွေမှာတော့ကျမကိုကိုကိုထိန်းကျင်တယ်နော်အဲ့ဒါကြောင့်ကျမကလည်းအရဟံလို့ပူဇော်တဲ့ခါတိုင်းမှာကိလေသာကင်းစင်တော်မူပါတော့မြတ်စွာဘုရားစိတ်ကွယ်ရာအရနိုင်ပြီးမကောင်းမှုကိုရှောင်ကျင်တော်မူပါတော့မြတ်စွာဘုရားနော်အဲ့ဒါကိုကျမအနည်းလမ်းနှလုံးသွင်းတယ်။အော်ငါကအဖြူရောင်ဝတ်တယ်ဆိုတဲ့အတိတ်ပဲရလေအဲ့ဒါပဲအဖြူရောင်ဝတ်ထားတဲ့အတွက်ပေလွယ်ဆွလွယ် နော်အဲ့တော့အဖြူရောင်ဝတ်ထားတဲ့အတွက်ကျမကပေဖို့စွန်းဖို့ပေါ့နော်ဟိုတခုခုတတိလေးနဲ့နေဖြစ်သွားတယ်နော်အဖြူရောင်ဝတ်ထားတဲ့အတွက်တခြားရောင်တွေပေမှာစွန်းမှာကိုကြောက်တယ်အဲ့လိုပဲကျမတီလထိန်းနေတဲ့ခါမှာနော်တီလညှိုးသွားမှာစွန်းထင်းသွားမှာကိုကျမကိုကျမထိန်းသိမ်းနိုင်ဖို့အတွက်ကျမအဖြူရောင်ဝတ်တယ်ပေါ့နော်နောက်တစ်ခုကကျမတို့က energy ပေါ့နော်ကျမတို့ Ricky Healer တွေကအဖြူရောင်ဝတ်တယ်နော်အဲ့ဒါကြောင့်လေကျမကျမဆရာမတွေဆရာတွေရဲ့ သူတည်မှုတိုင်းကျမအချူရံဝတ်တာပေါ့နော်ဟုတ်ပြီအဲ့တော့ကျမဆက်ပြောပြရစီနော်အဲ့တော့သက်ဆောင်ကမ္မထန်၄ပါးဆိုတာပထမကဗုဒ္ဓနုသတိပွားတယ်ပေါ့နော်ဗုဒ္ဓနုသတိဆိုတာဘုံတော်ပွားမယ်နော်ဘုံတော်ပွားရတာဗုဒ္ဓနုသတိပွားတာနော်အဲ့ဒါကသက်ဆောင်ကမ္မထန်ဒါပထမကမ္မထန်ပေါ့နော်ဒုတိယကမ္မထန်ကကြတော့မေတ္တာဘာဝနာပွားတာ အမတန်ကိုအရေးကြီးတယ်နော်အခုကတရားသာသနာခေတ်ဖြစ်တယ်နော်နတ်တွေနတ်ကောင်းနတ်မြတ်တွေရဆောက်ရှောက်မှုလိုအပ်တယ်ကျမတို့နော်အခုနတ်ဆိုးတွေမရှိဘူးလားရှိတယ်နော်အခုအယမ်းဆိုးတဲ့နတ်ဆိုးတွေရှိတယ်နော်အထူးသဖြင့် black magic ကမာတွေကဒီနတ်ဆိုးတွေကိုအသုံးပြုပြီးတော့နော်ဒီအောက်လန်းနီးတွေနဲ့နော်ဒီလူတွေကိုတိုက်ခိုက်တဲ့ညမှာ black magic ကမာတွေကအောက်လန်းနီးကိုအသုံးပြုပြီးတော့နတ်ဆိုးတွေကိုသုံးပြီးတော့တိုက်ခိုက်တယ်နော်အဲ့တော့ကျမတို့က မြစ်တာဘာဝနာပွားနေခြင်းအဖြစ်နော်ပြောမယ်ဆိုလို့ရှိရင်တော့ကိုကိုကောင်းတဲ့တမဒေဝနှက်ကောင်းနှက်မြက်တည်းရဲ့ကုညီဆောင်ရှောက်မှုကိုရစေရနော်အဲ့ဒါကြောင့်ကျမကတော့မေတ္တာဘာဝနာပွားပါသက်ဆောင်ကမ္မထမ်းထဲမှာဒုတိယကမ္မထမ်းကမေတ္တာဘာဝနာပါအဲ့တော့မေတ္တာဘာဝနာဘယ်လိုပွားမလဲနော်လွယ်လွယ်လေး เนาะဘယ်လိုလဲဆိုတော့เนาะကျမကတော့ဘာလုပ်လဲဆိုတော့ကျမကတော့ဟိုတပုံချင်းစီကိုကျမမြေတာပွားတယ်เนาะအဲ့လိုနီးလန်းเนี่ยမြေတာပွားခြင်းလဲရတယ်အဲ့လိုမဟုတ်ဘူးဆရာမကျမတို့ကเนาะလို့ကြမ်းပါပါစေချမ်းသာပါစေရွတ်နေလို့မရဘူးလားရတယ်ဒါပေမဲ့ကိုယ့်ရဲ့ဥတီရာရှိရမယ်เนาะ ဘသူ့ကိုချမ်းသာစေချင်တာလေချမ်းသာစေချင်တာလေဟုတ်လားအဲ့တော့အလွယ်ဆုံးကတော့လူနဲ့မြမတတ္တဝါတွေချမ်းသာပါစေချမ်းသာပါစေဘေးရန်ကင်းကြပါစေဆင်းရဲဒုက္ခကင်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဒါဆိုရင်တော့လူနဲ့မြမတတ္တဝါတွေလို့ပြောလိုက်တဲ့အတွက်အားလုံးပါသွားပြီเนาะအဲ့ဒါကို အချိန်လုံးအားနေတဲ့အချိန်တွေမှာရွတ်နေလို့လည်းရတယ်ပေါ့နော်လူနဲ့ပြမသတ္တဝါတွေစမ်းမာကြပါစီချမ်းသာကြပါစီဘေးရန်ကင်းကြပါစီဆင်းရဲဒုက္ခကင်းကြပါစီနှလုံးစိတ်ဝမ်းအေးချမ်းကြပါစီဒါမျိုးတစ်ချိန်လုံးရွတ်နေတာလေဒါလေပြောမယ်ဆိုတော့မေတ္တာဘာဝနာပွားခြင်းပါเนาะအင်မတန်ကိုအကျိုးထူးပါတယ်เนาะဘာကြောင့်ဒါကျမ အတွေ့အကြုံတစ်ခုပေါ့နော်ကျမကလည်းအဲ့လိုမျိုးဒီလိုမျိုး Facebook ကနေ live တွေ့နာကိုကြည့်ပြီးတော့ကျမကိုကြည့်ပြီးတော့ black magic နဲ့လုံနေတဲ့လူရှိတယ်နော်ဒီလားအဲ့လိုမျိုးကျမလွှင့်နေတယ်ကျမရဲ့ live ကိုကြည့်ရင်းနဲ့ကျမကိုကြည့်ရင်းနဲ့ black magic နဲ့လုံနေတဲ့လူရှိတယ်ဒါပေမဲ့ကျမကတော့တိပေမဲ့ကျမကမေတ္တာနဲ့ပဲကျမကမေတ္တာပဲပို့တယ်ကျမတခြားလဲဘာမှမလုပ်တတ်ဘူးမလုပ်တတ်တဲ့အတွက်ကျမကမြစ်တာနဲ့ပို့တယ်မြစ်တာပို့တဲ့ဟာပဲကျမလုပ်တတ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာက လက်နဲ့ချစ်နဲ့လှုပ်တယ်ဆိုရင်တောင်မှကိုကမြစ်တာပွားနေတာဖြစ်တဲ့အတွက်နော်အဲ့တော့ကိုနားမှာ energy ကကောင်းနေတယ်မြစ်တာပွားနေတဲ့လူရဲ့နားမှာရှိနေတဲ့ energy ကကောင်းနေတုံတယုံ negative energy တွေကကိုရှိကိုမရောက်နိုင်ဘူးပေါ့နော် positive energy တွေများတယ်ပေါ့နော်ကိုကိုယ်တိုင်ကလည်း positive energy တွေ ရှိနေတယ်ပတ်ဝန်းကျင်ကလည်း positive energy တွေရှိနေတယ်ဆိုရင် negative energy တွေလာဖို့ခက်ခဲတယ်ပေါ့เนาะအဲ့တော့မေတ္တာဘာဝနာပွားပါနံပါတ်3ကကြတော့ကျမတို့ကအာနာပါနကမ္မထမ်းပါเนาะဒါကတော့တတိလေးရှိနေမယ်အချိန်တိုင်းเนาะကျမတို့ကတတိလေးအချိန်တိုင်းရှိနေရင် တုံတယုံကိလေသာတွေစိတ်အညစ်အကြေးတွေမဝင်နိုင်ဘူးပေါ့နော်အဲကိလေသာဆိုတာဘာနေစဖြစ်လဲဆိုကျွန်မတို့ရဲ့အတွေးတွေဟာနေမကောင်းတဲ့အတွေးတွေကနေပြီးကျွန်တော်တို့ကိလေသာတွေဖြစ်စေတာလေနော်အဲ့တော့ကိုကသတိလေးရှိနေတယ်ဥမာအခုကျွန်မ live လွှင့်နေတယ်ဆိုရင် live လွှင့်နေတဲ့သတိလေးရှိနေမယ်ကိုကဘေးရင်တွက်နေတယ်ဆိုဘေးရင်တွက်နေတဲ့သတိလေးရှိနေမယ်ခမင်းဟင်းချက်နေလေ ချက်တဲ့ထဲမှာကိုကဒါလေးကဩဒါလေးကဘာလေးပြီးလို့ရှိရင်တော့ဘာလေးထည့်မယ်ဒီဟာကိုပဲဒီပြစ်စုံပံကိုပဲဒါလေးကိုပဲကျမတို့ကလုပ်နေတာဖြစ်တဲ့အတော့ကျမတို့မှာတခြားအာယုံမရှိတော့ဘူးเนาะအဲ့တော့ပြောချင်တာကเนาะအာနာပါနကမ္မထမ်းကိုကျမတို့ကအားထုတ်တဲ့အခါမှာတတိယမြဲလာတယ်เนาะလေ့ကျင့်ယူရတယ်เนาะတတိရှိလို့เนาะအရာရာပြစ်စုံပံမှာပဲနေဖို့ အတိတ်ကိုလည်းမတွေးဘူးအနာဂတ်ကိုလည်းမတွေးဘဲနဲ့ပစ္စုပန်မှာတည့်တည့်ပဲနေဖို့ဆိုတာကကျမတို့ကအလေးအချင်တွေလိုအပ်တယ်အဲ့တော့အာနာပါနာကမ္မထမ်းနဲ့ကျမတို့အာနာပါနာကမ္မထမ်းအထုတ်ရေကျမတို့သတိတွေမြဲလာတယ်เนาะအဲစိတ်တွေပြောမယ်ဆိုတော့ကိလေသာတွေတဖြည်းဖြည်းနဲ့ပယ်နိုင်တတ်နိုင်တဲ့အဆင့်ထိရောက်နိုင်တယ်เนาะအဲ့တော့အာနာပါနာကမ္မထမ်းအထုတ်ပါ နံပါတ်၄เนาะသက်ဆောင်ကမ္မထံ၄ပါနောက်ဆုံးကမ္မထံကတော့ဘာလဲဆိုတော့အတုပကမ္မထံပါเนาะမရဏာနုတတိပွားရင်လည်းရတယ်အတုပကမ္မထံရှုရင်လည်းရတယ်ကျမကတော့အတုပကမ္မထံ เนาะအာထုတ်တယ်။ဘာကြောင့်လဲဆိုတော့ကျမတို့မှာအစွဲတွေရှိနေတယ်တဏှာတွေရှိတယ်ပေါ့เนาะအဲကျမဆိုလို့ရှိရင်เนาะအာသုဘကမ္မထံကိုကျမအာထုတ်တယ်ပတောကိုเนาะဟိုအာထုတ်ခဲ့ရတယ်ပထမအာထုတ်တော့ဆိုရင်เนาะ body ကိုရဲ့ body ပေါ့เนาะ dead body ကိုလောက်တွေတွေးတာတွေ့ရမျက်နှာတွေလောက်တွေတွေ့အကောင်တွေတွေ့တိအိတ်ချိန်ကြရကျမချက်ပြီးတော့ကျမကမ္မထံရက်ပလိုက်တယ်ဟိုဆက်ပြီးတော့အာမထုတ်နိုင်ဘူးပေါ့เนาะ အဲ့လိုမျိုးနှစ်ချိန်လောက်ဖြစ်ပြီးမှနောက်တစ်စက်ပါကိုကလည်းအဲ့လိုမျိုး ဖြစ်တော့ကိုကလည်းဟိုကြောက်ပြီးတော့ကိုကရက်လိုက်တာပေါ့နော်အဲအဲ့ဒါနဲ့နောက်တစ်စက်နောက်ထပ်ပြီးတော့အာထုတ်အာထုတ်ပြီးမှမဖြစ်သွားလဲဆိုတော့ကိုကအယိုးကြတယ်ကိုရဲ့ဒီဟိုပါပေါ့အသားတွေကနေအရေးတွေအရည်တွေအရွေးတွေကြာပြီးတော့နောက်ဆုံးအယိုးကဂလောက်ဆိုပြီးတော့ကြတဲ့အချိန်ဒီထိနော်ဒါကိုဆက်ပြီးတော့အာထုတ်တယ်ပေါ့နော်ကိုကိုကိုအာသုဘနော်ကမ္မထမ်း အာသုဘအနေနဲ့အာသုဘလုံးဝအာသုဘကြီးအာသုဘမှာမှနောက်ဆုံးကြတော့အယိုးပဲကျန်တယ်ကိုယ်ကိုလည်းအကောင်ကြီးစားတယ်ဟလားဒီရနေအသားလေးမှလောက်ကြီးကျွဲတယ်ဟလားအရင်ကြီးကြတယ်အဲ့လိုမျိုးဖြစ်ပြီးအခြေအနေဂျုံပြီးငါနော်ဟုတ်ပြီကိုဟာကူလည်းအတူပါကမ္ဘာရှုပြီးတဲ့ခါမှာဘသူတွေဆက်ရှုလဲလို့ပြောရင်နော်ကိုရဲ့မိသားစုဝင်တွေဟလားကိုသားသမီးတွေဟလားကိုခင်မကိုဖခင်အမေဓာတ်ရှုတယ်ကျမသားသမီးတွေကိုကျမစ ရှုတယ်နော်ကျမခင်မောလည်းရှုတယ်ရှုလို့ရတယ်အဲ့တော့ဒါကျမအတွေ့အကြုံပြောပြတာကျမအဖေကိုကြတော့လေကျမတော်တော်နဲ့ဖဖေကိုအဲ့လိုအာသုဘလိုမြင်လိုက်တိုင်းဒီရင်ပတ်ကြီးမှနေကျင်းပြီးတော့နာပြီးတော့ဆို့လာဆက်ပြီးတော့ရှုလို့မရဘူးအဲ့နေကျမအောင်လန်ဆရာတော်ဖုံးဖုံးကိုကျမရှောက်တယ် ဖုံဖုံတပည့်တော်အဖေကိုတပည့်တော်ကအတုပကမ္မထရှုတာအရခက်ခဲပါတယ်တပည့်တော်ရှုလို့မရဘူးအဲ့ဒါဖေကိုရှုလိုက်တယ်ဖေဖေးလို့မြင်ပြီးတော့ဖေဖေးကိုအာသုဘနဲ့မြင်လိုက်တဲ့ဒီဘက်ရင်ဘတ်ကြီးရဲ့မှာလေးစို့ပြီးချက်လာဆက်ရှုလို့မရအောင်အဲ့ဒါဆိုတော့ဖုံဖုံကိုရှောက်တော့ဖုံဖုံကကျမကိုပြောလဲဆိုတော့ဒကမာကြီးတဲ့ဒကမာကြီးခင်မောနဲ့ဒကမာကြီးအိမ်အောင်သက်ကဘလောက်ရှိပြီတော့တဲ့25နဲ့ပါဗျာ နော်တက္ကမကြီးတားနေရောအဲ့တော့က25နှစ်ပေါ့နော်အဲ့25နှစ်ပါဗျာတားနေရောတားတော့24နှစ်ပါဗျာအဲ့တော့တား24နှစ်ပဲရှိသေးတယ်အဲ့တော့ဟုတ်ပြီတက္ကမကြီးအသက်ဘယ်လောက်ရှိပြီတော့အဲ့တော့က40ပေါ့နော် sorry 50ပေါ့နော် sorry နော်40မဟုတ်ဘူး50ပါအခုတော့52နှစ်ရှိပါပြီနော်အဲ့တော့အဲ90ပေါ့နော်90ဆိုတော့ အာဖုံဖုံတပည့်အဲ့ဟုတ်ပြီအဲ့တော့ဒကမကြီးစဉ်းစားကြည့်ဒကမကြီးတားကိုရှုရှုနိုင်တယ်ဒကမကြီးကဘာကြောင့်လဲ तू က24နှစ်ပဲရှိသေးတယ်ဒကမကြီးသူ့ကိုစွဲလန်းတာ24နှစ်ခင်မုန်းကလည်း25နှစ်အိမ်တော်သက်25နှစ်ဆိုရင်ခင်မုန်းကလည်း25နှစ်ပဲဒကမကြီးအသက်50ရှိပြီဆိုတော့ဒီအဖေပေါ်မှာချစ်တဲ့မြစ်တာကချစ်တဲ့အချစ်ပေါ့နော်นี่90ရှိပြီလေအဲ့ဒါကြောင့်ဒကမကြီးဒကမကြီးကပို့ပြီးတော့အဖေကိုပို့ချစ်တယ်ဆိုတာเนาะ က်90ရှိပြီလေဆိုတော့ကျမစိတ်ကဩဒါအဆွဲပဲเนาะငါအဖေငါအမေဟလာငါဆိုရဲအဆွဲနောက်မှာသွားလိုက်တဲ့เนาะပြောမယ်ဆိုလို့ရှိရင်เนาะဒါဒူမာเนาะဟိုတန်ရုံးစင်เนาะဓာရီကဒါငါအဖေငါအမေဟလာငါခင်မိုးငါသားငါသမီးဆိုတဲ့အဆွဲကတဏเนาะအဝိဇ္ဇာတဏအဲ့တော့ဓာရီကကျမတို့ကိုဆွဲထားတယ်ကျမတို့ကို ချုပ်ထားတဲ့အတွက်ကျမတို့ကပြောမယ်ဆိုဒါတွေကရောနိဗ္ဗာန်ကိုရောက်ဖို့အတွက်အခက်အတားအဆီးတွေပဲနော်အဲ့တော့ကျမအဲ့ဒါကိုသဘောပေါက်တာဩရှင်ပြားပြောတာဟုတ်တယ်ပေါ့နော်အဲ့ဒါနဲ့ဆက်ပြီးတော့အာသုဘကမ္မဋ္ဌာန်းရှုတဲ့ခါမှာဖိဖေးကိုလုံးဝယုံတဲ့နာမည်ဒါကဒါကြီးကအာသုဘကြီးဒါကြီးက dead body ပေါ့နော်ဒါယုံတဲ့နာမည်ဩတကယ်တော့ငါတို့မှာတကယ်တော့ဘာမှမရှိပါလားငါငါငါထင်နေတာเนาะဒါငါလို့ထင်နေတာတကယ်တော့ငါမဟုတ်ဘူး တကယ်ကိုရုံနဲ့နာမယ်အဲ့လိုပဲဟာငါအခု live လုပ်နေတယ်လို့ထင်နေတာ no အဲ့ဒါငါလုံလို့ရနေတာမဟုတ်ဘူးဒါကအကြောင်းနဲ့အကျိုးကြောင့်ဖြစ်လာတာနော်တကယ်တမ်းစဉ်းစားကြည့်နော်ကျမတို့လုံနိုင်နေဆိုတာလောကမှာဘာမှမရှိဘူးအကြောင်းနဲ့အကျိုးကြောင့်ဖြစ်လာတာတွေပဲရှိတယ်တိုက်ဆိုင်တာနော်ကျမတို့လောက်တာမဟုတ်ဘူးဒါဒီကအကြောင်းနဲ့အကျိုးကြောင့်ဖြစ်လာတာကြီးပဲเนาะအဲ့တော့ပြောချင်တာက အဲ့ဒီအသုဘကမ္မထံပေါ့နော်ဒီမအတွက်ကတော့ဒီအသုဘကမ္မထံကအင်မတန်ကိုဒီအစွဲတွေကို ချွတ်စေတဲ့ကမ္မထံပဲဒီမအတွက်ကတော့နော်အဲ့တော့ဒီသက်ဆောင်ကမ္မထံ၄ပါးကိုအထုတ်လိုက်တာနဲ့လောကရန်ကိုကျမတို့လက်ခံနိုင်နေကောင်းတဲ့လောကရန်ဆိုးတဲ့လောကရန်ကောင်းတဲ့လောကရန်မှာလည်းအရန်ကြီးเนาะအော်ဒါကတော့ဒီကောင်းတဲ့လောကရန်ကိုကြုံရတဲ့အခါမှာเนาะအရန်တိမ်မွေ့ရဲ့အဲ့ဒါပိုဆိုးတယ် စိုးရဲလောကရံမှာကျမတို့ကတဝီကရပြီးတော့မာသာကြီးနော်ဟိုစိတ်နှလုံးတွေကနော်စိုးရဲလောကရံနဲ့တွေ့ပြီဆိုလူတွေကတိမ်မွေ့ပြီးတော့လူတွေကပို့ပြီးတော့လူကောင်းပို့ဖြစ်သွားတယ်နော်ကောင်းတဲ့လောကရံနဲ့တွေ့တဲ့ခါကျလူတွေကမောက်မာလာပြီးတော့လူတွေကငါဆိုတဲ့နော်ထင်နေဟလာမာနာတွေဟလာအတ္တတွေဒါတွေကလောဘတွေပို့ပြီးတော့ကြီးလာတယ်เนาะအဲ့တော့ ကောင်းတဲ့လောကဓာတ်နဲ့ပဲဂျုံဂျုံဆိုးတဲ့လောကဓာတ်နဲ့ပဲဂျုံဂျုံသဘာဝတရားကိုကျမတို့ကလက်ခံနိုင်ပြီးတော့ဩဒါကတော့လောကဓာတ်ပဲဒါတွေကငါတို့ရဲ့နော်ကိလေသာတွေနဲ့เนาะပြောမယ်ဆိုလို့ရှင်တော့လောဘတွေဟလာလောဘတွေကြောင့်ဖြစ်လာတဲ့လောကဓာတ်နေပဲဆိုတာကိုလက်ခံနားလေလိုင်းကျမတို့เนาะတန်တရားနေပြီးတော့ကျမတို့လွတ်မြောက်တဲ့နိဗ္ဗာန်ကိုเนาะမျှော်မှန်းနိုင်တဲ့ အခြေအနေတစ်ခုကိုကျမတို့ကရောက်သွားနိုင်တယ်ပေါ့နော်အဲ့တော့သက်ဆောင်ကမ္မထန်၄ပါးကိုထိုင်မှာသက်ဆောင်ကမ္မထန်၄ပါးကိုကျင့်ကြံမှာလို့ကျမကချက်တဲ့သူတွေကိုတကယ်ကိုမြတ်တာနဲ့တိုက်တွန်းပါတယ်နော်အဲ့တော့ တက်ဆောင်ကပ္ပထန်၄ပါးတရက်ထဲမှာ၄ပါးစလုံးမထိုင်နိုင်ဘူးဆိုရင်တနည်းကိုတပါးစီထိုင်သွားပါဗုဒ္ဓနုစတိဒီနေ့ကတော့ဗုဒ္ဓနုစတိထိုင်မယ်နောက်နေ့ကတော့မြတ်တာဘာဝနာလေးပွားမယ်နောက်နေ့ကတော့အာနာပါနကပ္ပထန်လေးအာထုတ်မယ်နောက်နေ့ကတော့အသုဘကပ္ပထန်အာထုတ်မယ်အဲ့လိုမျိုးတနည်းချင်းစီကိုအာထုတ်မယ်ဆိုလို့ရှိရင်လည်းဒါရပါတယ်နေ့တိုင်းနော်ဒါလေးကိုတော့အာထုတ်ဖြစ်အောင်အာထုတ်ပါကပ္ပထန်ကိုအာထုတ်ဖြစ်အောင်အာထုတ်ပါလို့ကျွန်မကမြတ်တာနဲ့တိုက်တွန်းပါတယ်ရှင်